မံခန့်ခွဲမှုကဘာကြောင့်လုပ်ဖို့လိုအပ်တာလဲငွေကြေးစီမံခန့်ခွဲမှုလုပ်တယ်ဆိုတာကကိုယ့်ရဲ့ကိုယ်ပိုင်ငွေကြေးကိုစနစ်တကျသုံးစွဲနိုင်ဖို့အတွက်ဖြစ်ပါတယ်ငွေကြေးစီမံခန့်ခွဲမှုအတက်ပညာလိုအပ်တဲ့အကြောင်းပြချက်ကရိုးရိုးရှင်းရှင်းလေးပဲအကြောင်းပြချက်၄ချက်ရှိတယ်နံပါတ်၁အချက်အရေးပေါ်အတွက်ပြင်ဆင်နိုင်ဖို့ဖြစ်ပါတယ်ပန်းစလိုဘဝအခြေအနေတွေမှာမမျောလင့်ဘဲနဲ့အကြောင်းမျိုးမျိုးဆိုတာအချိန်တိုင်းမှာစိန်ခေါ်နေတယ်ပေါ့နော်ဖြစ်နိုင်တယ်တဘာဝဘေးရန်နေရပဲဖြစ်ဖြစ်အလောက်အကိုင်းအခက်အခဲပဲဖြစ်ဖြစ်စီးပွားရေး က်ချင်နေခက်ခဲပဲဖြစ်ဖြစ်ကျမ်းမာရေးခက်ခဲပဲဖြစ်ဖြစ်အာတစုံတစ်ခုပေါ့ကိုယ့်ရဲ့တံမိုးကြီးပစ္စည်းတစ်ခုကိုပြည့်ရင်းသွားတာပဲဖြစ်ဖြစ်ဒီအခြေအနေတွေမှာတုံးဖို့အတွက်ဆိုလို့ရှိရင်အရေးပေါ်ငွေကြေးစီမံမှုကအရန်လိုအပ်တယ်ပေါ့နော်ဒါကြောင့်ငွေကြေးကိုစနစ်တကျစီမံကင်တွယ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီအရေးပေါ်ငွေကြေးတက်ကပူစရာမလိုဘူးဆိုတာမျိုးဖြစ်တယ်ပေါ့နော်။ဒါကြောင့်အရေးပေါ်ငွေကြေးအတွက်လုံခြုံစိတ်ချရတယ်။နံပါတ်1အချက်ကျွေးမဖြစ်အောင်ကာကွယ်နိုင်တယ်။ ငွေချေးကိုမျှတစာသုံးစွဲခြင်းကငွေချေးဖို့မလိုသလိုငွေချေးစီမံဝန်မှုကအကျွေးမဖြစ်ဖဲနဲ့အနာဂတ်အတွက်လုံခြုံစိတ်ချရစေတယ်ပေါ့နော်။နောက်တစ်ခုကအနာဂတ်အတွက်ချမှတ်ထားတဲ့ပန်းတိုင်တွေကိုလည်းအကောင့်ထဲပေါ်နိုင်တာဖြစ်တယ်။ဒါကြောင့်မလိုပန်းစုလို့တွေကဒီအချက်ကြောင့်လည်းငွေချေးစီမံမှုကိုလိုအပ်တယ်။တတိယအချက်အာဂတ်အတွက်ရင်းနှီးမြှုပ်နှံနိုင်မှုဖြစ်ပါတယ်။အနာဂတ်ငွေချေးဆိုတာကပန်းစုလို့တွေမှာလိုကိုလိုအပ်တဲ့အရာတစ်ခုဖြစ်တယ်။အနာဂတ်မှာရင်းနှီးမြှုပ်နှံမှုလုံနိုင်ပြီဆိုတာနဲ့ကိုယ့်ရဲ့စီးစိမ်ဥစ္စာတွေကလည်းတို းလာစေမှာဖြစ်တယ်ပေါ့နော်ဥပမာအနေနဲ့ရေလက်ပန်းနိုင်လေးတွေဖြစ်တဲ့အိမ်ဝယ်ဖို့တို့ကားဝယ်ဖို့တို့တက္ကသိုလ်ဈေးရိတ်တို့စသဖြင့်ပေါ့နော်ဒီအရာတွေအတွက်လည်းလုံခြုံစိတ်ချရစေမှာဖြစ်တယ်ပေါ့ဒီအကြောင်းပြချက်ကြောင့်လည်းငွေကြေးစီမံမှုအတက်ပြများလိုဖို့လိုအပ်တယ် ။နံပါတ်၄အချက်ကတော့စိတ်တိုင်းကြတဲ့ဘဝရက်တည်မှုတစ်ခုရဖို့ပေါ့နော်။ကိုယ့်အတွက်လိုအပ်တဲ့အရာတွေကိုငွေကြေးပူပန်တော့ကမရှိဘဲနဲ့သုံးဆွဲနိုင်မှုအတွက်ရဲ့ကိုလိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့အထောက်အပံ့ဖြစ်နေဖို့ရဲ့အတွက်ကလည်းငွေစီမံမှုအတတ်ပညာကလိုအပ်တာဖြစ်ပါတယ်။ဒါကြောင့်ဒီအကြောင်းပြချက်၄ချက်ကြောင့်ပဲငွေကြေးစီမံမှုကိုလှုပ်ထားမယ်ဆိုလို့ရှိရင်ပန်းစရိုးဘဝမှာစိတ်တိုင်းကြတဲ့ဘဝတစ်ခုကိုလည်းဖန်တီးနိုင်မှာဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မလို့ငွေကြေးဆိုတာကကိုးပွားရဲ့အောင်မြင်မှု ပန်းနိုင်နေအတွက်ဆိုလို့ရှိရင်အထောက်ပံ့ဖြစ်စေတဲ့အရာတစ်ခုဆိုတာကိုနားလည်ပြီးတော့ပန်းစိုးတို့ကဒီစီမံမှုကိုလှုံ့ဆော်ထားဖို့လိုပါတယ်။စီမံခန့်ခွဲမှုကဘာကြောင့်လုပ်ဖို့လိုအပ်တာလဲငွေကြေးစီမံခန့်ခွဲမှုလုပ်တယ်ဆိုတာကကိုယ့်ရဲ့ကိုယ်ပိုင်ငွေကြေးကိုစနစ်တကျသုံးစွဲနိုင်ဖို့အတွက်ဖြစ်ပါတယ် ငွေကြေးစီမံခန့်ခွဲမှုအတက်ပညာလိုအပ်တဲ့အကြောင်းပြချက်ကရိုးရိုးရှင်းရှင်းလေးပဲအကြောင်းပြချက်၄ချက်ရှိတယ်။နံပါတ်၁အချက်အရေးပေါ်အတွက်ပြင်ဆင်နိုင်မှုဖြစ်ပါတယ်။ပန်းစုလိုဘဝအခြေအနေတွေမှာမမျှော်လင့်ဘဲနဲ့အကြောင်းမျိုးမျိုးဆိုတာအချိန်တိုင်းမှာစိန်ခေါ်နေတယ်ပေါ့နော်ဖြစ်နိုင်တယ်။တဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ်အလောက်အကိုင်းအခက်အခဲပဲဖြစ်ဖြစ်စီးပွားရေးအခြေအနေအခက်အခဲပဲဖြစ်ဖြစ်ကျန်းမာရေးအခက်အခဲပဲဖြစ်ဖြစ်အတစုံတစ်ခုပေါ့ကိုယ့်ရဲ့တန်မိုးကြီးပစ္စည်းတစ်ခုကိုပြည့်ရင်းသွားတာပဲဖြစ်ဖြစ်ဒီအခြေအနေတွေမှာ တုံးဖို့အတွက်ဆိုလို့ရှင်အရေးပေါ်ငွေကြေးစီမံမှုကအရန်လိုအပ်တယ်ပေါ့နော်။ဒါကြောင့်ငွေကြေးကိုစနစ်တကျစီမံကင်တွယ်နိုင်ပြီဆိုလို့ရှင်အဲ့ဒီအရေးပေါ်ငွေကြေးတက်ကဦးစရာမလိုဘူးဆိုတာမျိုးဖြစ်တယ်ပေါ့နော်။ဒါကြောင့်အရေးပေါ်ငွေကြေးအတွက်လုံခြုံစိတ်ချရတယ်။နံပါတ်1အချက်ကျွေးမဖြစ်အောင်ကာကွယ်နိုင်တယ်။ ငွေချေးကိုမျှတစွာ30ကျင်းကငွေချေးဖို့မလိုသလိုငွေချေးစီမံဝန်မှုကအကျွေးမဖြစ်ဖဲနဲ့အနာဂတ်အတွက်လုံခြုံစိတ်ချရစေတယ်ပေါ့နော်။နောက်တစ်ခုကအနာဂတ်အတွက်ချမှတ်ထားတဲ့ပန်းတိုင်လေးကိုလည်းအကောင့်ထဲပေါ်နိုင်တာဖြစ်တယ်။ဒါကြောင့်မလို့ပန်းစုလို့တွေကဒီအချက်ကြောင့်လည်းငွေချေးစီမံမှုကိုလိုအပ်တယ်။ တတိယချက်အာခတ်အတွက်ရင်းနှီးမြှုပ်နှံနိုင်မှုဖြစ်ပါတယ်အနာခတ်ငွေကြေးဆိုတာကပန်းစိုးတွေမှာလိုကိုလိုအပ်တဲ့အရာတစ်ခုဖြစ်တယ်အနာခတ်မှာရင်းနှီးမြှုပ်နှံမှုလုံးနိုင်ပြီဆိုတာနဲ့ကိုယ့်ရဲ့စီးစိမ်ဥစ္စာတွေကလည်းတိုးလာစေမှာဖြစ်တယ်ပေါ့နော်ဥပမာအနေနဲ့ရေလက်ပန်းတိုင်းလေးတွေဖြစ်တဲ့အိမ်ဝယ်ဖို့တို့ကားဝယ်ဖို့တို့တက္ကသိုလ်ဈေးရိတ်တို့စသဖြင့်ပေါ့နော်ဒီအရာတွေအတွက်လည်းလုံခြုံစိတ်ချရစေမှာဖြစ်တယ်ပေါ့ဒီအကြောင်းပြချက်ကြောင့်လည်းငွေကြေးစီမံမှုအတတ်ပညာလိုကိုလိုအပ်တယ်နံပါတ်၄အချက်ကတော့စိတ်တိုင်းကြတဲ့ဘဝရည်တည်မှုတစ်ခုရဖို့ပေါ့နော်ကို အတွက်လိုအပ်တဲ့အရာတွေကိုငွေကြေးပူပန်တော့ကမရှိဘဲနဲ့သုံးဆွဲနိုင်မှုအတွက်ရဲ့ကိုလိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့အထောက်အပံ့ဖြစ်နေဖို့ရဲ့အတွက်ကလည်းငွေစီမံမှုအတတ်ပညာကလိုအပ်တာဖြစ်ပါတယ်ဒါကြောင့်ဒီအကြောင်းပြချက်၄ချက်ကြောင့်ပဲငွေကြေးစီမံမှုကိုလှုပ်ထားမယ်ဆိုလို့ရှိရင်ပန်စရိုးဘွားမှာစိတ်တိုင်းကြတဲ့ဘွားတစ်ခုကိုလည်းဖန်တီးနိုင်မှာဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မလို့ငွေကြေးဆိုတာက ကိုးပွားရဲ့အောင်မြင်မှုပန်းနိုင်နေအတွက်ဆိုလို့ရှိရင်အထောက်ပံ့ဖြစ်စေတဲ့အရာတစ်ခုဆိုတာကိုနားလည်ပြီးတော့ပန်းစုကဒီစီမံမှုကိုလှုံ့ဆော်ထားဖို့လိုပါတယ်။တွေးကြလေးတစ်ခုရမယ်ဆိုရင် yes လို့ရေးခဲ့ပေးပါ။ကျေးဇူးများကြီးတင်ပါတယ်။ subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးချပါပြန်ကျွန်တော်ဒီ